နော်ဆဲစာအင်္ဂါသားသမီးတွေအတွက်လမ်းညွှန်သွားမှာဖြစ်ပါတယ်အဲ့တော့တနုံးတွေတင်းလာတင်ခဲ့ပြီးတဲ့ဗီဒီယိုဖိုင်လေးကိုလည်းကြည့်ရှုအားပေးလေ့လာလို့ရပါတယ်အဲ့တော့ဆဲစာဆဲစာဗီဒီယိုဖိုင်လေးတွေကိုဟလာစောင့်မျှော်ကြည့်ရှုအားပေးနေတဲ့မိတ်ဆွေတွေရောမကြည့်ဖြစ်သေးတဲ့မိတ်ဆွေတွေရောအားလုံးကိုဒီနေ့ကနေအထူးကျေးဇူးတင်ပါတယ်မင်္ဂလာပါကျွန်တော်ရဲမင်းအောင်မြန်တက်လင်းပါအဲ့တော့အင်္ဂါသားသမီးမိတ်ဆွေများရဲ့ဒီဆဲရဲ့အတော်အတွင်းကံအဆိုးကောင်းအကျိုးကြောင့်အခြေအနေကိုကျွန်တော်ကြည့်လိုက်ကြရအောင်ကြည့်တာကတော့အင်္ဂါသားသမီးမိတ်ဆွေများအလဲဖြစ်ပါတယ် ဲ့တော့အင်္ဂါသားသမီးမိတ်ဆွေတွေကတော့ဒီဆယ်ရက်အတော်အတွင်းမှာဆိုလို့ရှိရင်ဟာလာဘုံကံကြီးမယ်နာမည်ကုန်တရင်ကောင်းရမယ်ဆိုတာမျိုးတွေဖြစ်ပါတယ်အဲ့တော့တစ်ဖက်မှာကိုကနာမည်ကုန်တရင်ကြီးတယ်တစ်ဖက်မှာလည်းကိုကိုအတိုက်ခံရန်လုပ်တဲ့ဟာမျိုးတွေရှိတယ်အဲ့ဒီလိုကိုကိုရန်လုပ်တိုက်ခိုက်တာတိုက်ခိုက်တာကိုကပြိုလဲသွားတာတော့မဟုတ်ဘူးသို့တော့စိတ်မကောင်းဖြစ်ရတတ်တယ်နော်အဲ့တော့ကိုရဲ့စေတနာကသူများကစေတနာကိုတလွဲမြင်တတ်တယ်ပေါ့ကိုထားတဲ့စေတနာကိုဟာလား တံပြန်စည်တနာမတက်ရောက်ဖဲနဲ့တလွဲမြင်ပြီးကို့အပြစ်ပြောတာမျိုးခံရတဲ့ဆဲစာဖြစ်ပါတယ်ကရောကံပစ္စည်းလက်ဆောင်ပစ္စည်းဆိုတာမျိုးတွေအမှတ်တရပစ္စည်းဆိုတာမျိုးတွေရမယ်ပိုင်မယ်အဲ့တော့ကိုဟာစနပြောသလိုအိမ်တွင်းထဲမှာထပ်ပေါ့အိမ်ပြင်အိမ်ပြင်ရောက်နေတာမျိုးတွေဖြစ်တတ်တယ်ပေါ့အလဲပတ်ခီးအပန်းပြေခီးဖျားဘူးခီးစတဲ့အဲ့လိုခီးတို့ခီးနီးလေးတွေအဲတွားရလာရတတ်တယ်ကြုံရတတ်တယ်ဆိုတဲ့ဆဲစာဖြစ်ပါတယ်အဲ့တော့တနည်းအားဖြင့်ဆိုရင်တော့အလောက်ကန်စီဝါးရေးအဲ့နဲ့ပတ်သက်လာရင်အကြံစီတွေအောင်မြင်မယ်ဟလာအဲ အလောက်ကန်စီဝိုင်းနဲ့ပတ်တန့်ရလားကိုစူးစမ်းတာလေးတွေကစူးစမ်းတလောက်ဒီဆယ်ရဲ့အတွက်တွေမှာဖြစ်မှာဖြစ်ပါတယ်အဲ့တော့အလောက်ကန်စီဝိုင်းနဲ့ပတ်သက်လိုင်းရောင်းဝယ်နဲ့ပတ်သက်လိုင်းအခက်ခဲရှိုံတော့ဒီဆယ်ရဲ့မှာတော့အဲ့ဒီအခက်ခဲတွေအပူဝင်တွေကနေကြော်လွတ်လွတ်မြောက်နိုင်မယ်ကိုလောက်တာလေးတွေကကန်လိုက်လာမှာဖြစ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့ဆယ်ရက်မှာတလမှာအဆင်မပြေတဲ့ကိစ္စတွေရှိရင်တော့ဒီဆယ်ရဲ့အတွက်တွေမှာပြန်လဲအဆင်ပြေနိုင်တယ်ပြန်ပြီးတော့လုပ်ယူစူးစမ်းကြည့်ပါအဲ့တော့ပြီးခဲ့တဲ့ဆယ်ရက်မှာအင်တာဗျူးဖြေတယ်ဆက်မွေးဖြေတော့ကြားတယ်အဆင်မပြေဘူးဟုတ်လားအမှဆို တိုက်ခိုက်ရောက်မှုဟဲ့လားမြေရောက်မှုကားရောက်မှုလုပ်တယ်လွဲပါတယ်အဆင်မပြေဒီဆဲမှာပြန်လို့ကြည့်ပါအဆင်ပြေနိုင်တယ်ကံကောင်းနိုင်တယ်လို့ပြောလို့ရပါတယ်အဲ့တော့ငွေကြေးပေါ့ငွေကြေးနဲ့ပတ်သက်လာရင်ဒီဒီဆဲရမှာငွေကြေးအကျံစီတွေအောင်မြင်မယ်ငွေကြေးနဲ့ပတ်သက်ပြီးကိုလုံးကိုကြိုးစားရကြိုးစားတလို့အရာထင်မယ်ဆိုတဲ့ဆဲစာဖြစ်ပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ရင်ကိုကြိုးစားရကြိုးစားတလို့အဆင်ပြေမယ်အောင်မြင်မယ်ငွေကြေးအကျံစီတွေဖြစ်မယ်ဆိုတဲ့ဆဲစာဖြစ်ပါတယ် ဲ့တော့ငွေကြေးမှာရောကိုယ်ကစွန့်ရပဲဆိုလို့ဘာမှမကြိုးစားပဲဘာမှမကြံစီပဲနဲ့ဆိုရင်တော့အဆင်မပြေနိုင်ဘူးအဲ့တော့ငွေကြေးနဲ့ပတ်သက်တဲ့တစုံတစ်ခုကြိုးစားနေပါတစုံတစ်ခုကြံစီနေပါငွေရပေါက်ရလန်းနေဟလာရှာနေပါပေါ့နော်အဲ့အဲ့လိုမျိုးဆိုရင်ဖြစ်မယ်ပေါ့အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ပါငွေကြေးနဲ့ပတ်သက်ရင်လည်းကျွန်တော်တို့ငွေကြေးကိုမှရှိနေတဲ့အခက်အခဲတွေကနေအဆင်ပြေနိုင်ပါတယ်ဒါတော့ကိုယ့်အတွက်ကြိုးစားဖို့လိုပါတယ်အဲ့တော့ငွေကန်အနေနဲ့ကောင်းတဲ့နေရာမှာတော့ရက်တည်နေတယ်ကိုကိုယ်တိုင်လည်းစူးစမ်းဖို့လိုပါတယ် တော့အခြေအနေနဲ့မိတ္တရင်းနဲ့ပတ်သက်ပြဿနာတက်တာဟလာအဆင်ပြေတင့်မြတ်နေတဲ့ OK နေတဲ့ဟာတွေကအခုကြမှာဒီဆက်အတော်တင်းမှာပြဿနာထတတ်တာစကားပြောရများတာတော်တော်ကြောခိုင်းနေတယ်လို့ဖြစ်တာအဲနော်ဆိုတာမျိုးတွေအခြေအနေနဲ့မိတ္တရင်းနဲ့ပတ်သက်စိတ်ဒေါသထွက်ရတာပောက်ကွဲရတာစိတ်မချမ်းမြေ့ရတာစိတ်ညစ်ရတာအယုံနောက်ရတာမျိုးတွေကြုံရတတ်တဲ့ဆဲစာဖြစ်ပါတယ်အခြေအနေနဲ့မိတ္တရင်းမှာတော့နည်းနည်းလေးမကောင်းဘူးဆိုတာမျိုးတွေပေါ့နော်အခြေအနေနဲ့ပတ်သက်အနေနဲ့ကန်ဆိုးတယ်အဲ့တော့ကောင်းသောခီးတွေကြုံမယ် ကောင်းတဲ့ခยีတွေကြုံမဲ့ခီနီခီဝေးဖြစ်မယ်အကျိုးရှိတဲ့ခยีစိတ်ချမ်းသာတဲ့ခยีဆိုတာမျိုးတွေအလုံးနဲ့ပတ်သက်တဲ့ခยีဒီလိုခยีတွေအောင်မြင်မှာဖြစ်ပါတယ်အနောက်တစ်ခုကအရေးကြီးတဲ့ဇာတ်တွေပြောဖို့ဆိုဖို့ရှိတယ်ဆိုရင်လည်းဒီဆက်တာတော့အတွက်မှာအောင်မြင်နိုင်ပါတယ်အဆင်ပြေနိုင်ပါတယ်အဲ့တော့ပြောပါရဲရဲပြောပါရဲရဲလုပ်ပါအဲ့တော့အနှစ်ချုပ်အဖြစ်ဆိုရင်တော့ဒီဆက်စာအတွင်းဒီအဲကျွန်တော်တို့ကံအစိုးကောင်းကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့ကံကောင်းတဲ့ဘက်ပါမှာအလေးတာနေပါတယ်ကံကောင်းတဲ့ဘက်မှာဦးစားပေးနေပါတယ်အဲ့တော့မိမိဖြစ်ချင်လို့ကျွန်တော် ီဆက်တာအတွင်းမှာလောက်ယူကြိုးစားခြင်းဖြင့်အောင်မြင်နိုင်ပါတယ်အဲ့တော့မလွဲတာမချောင်တာစိုးတဲ့ဟောချက်တွေရှိပါတယ်အဲ့တော့ဟောရတာဖြစ်ပါတယ်အဲ့တော့မကောင်းတဲ့ဟောချက်တွေဒီတွေ့ဖက်လွဲဖက်ပြီးထုံးစံတိုင်းကောင်းတဲ့ဟောချက်တွေသာထိရောက်မှန်ကန်ကောင်းကျိုးများစွာရရှိနိုင်ပါစေအဲ့တော့ဒီဆရာရဲ့အင်္ဂါသတိမိတ်ဆွေများအတွက်အဆောင်နေတဲ့တော့တပိရွက်ကလေးတွေ့ရမှာစာလုံးလို့အမှားလို့ရေးမယ်ဆော့ပင်နဲ့ဘာရောင်နဲ့ဖြစ်ဖြစ်ရေးလို့ရတယ် ရေးပြီးတော့စောင်းထားမှာဖြစ်ပါတယ်ဒီဆယ်ရက်အတွက်အယောင်ဆိုရင်တော့အချိုးဘေးကံကောင်းလက်ရှင်အယောင်ဒီအညူအယောင်ဖြစ်ပါတယ်ကံကောင်းလက်ရှင်အချိုးဘေးကနန်းဒီ36ကနန်းဖြစ်ပါတယ်အဲ့တော့အင်္ဂါသားလမီးမိတ်ဆွေတွေအတွက်လမ်းညွန်ခဲ့တာပါကြံနေတဲ့နေတော့လဲဆက်လက်ပြီးလမ်းညွန်မျှဝေနေမှာဖြစ်ပါတယ်